ပြီးခဲ့တဲ့ရဲတပ်ဘက်ကတော့အင်းတော်ကြီးဒေသမှာစစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့တည်င်းပြင်ဖကန့်ဒေသကိုဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာစီးရဲလှရှားလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပေါ်ပေါ်မြွတ်တင်တိုက်ပွဲဟာဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ကချင်ပြည်နယ်မွန်းကြီးမြို့နယ်အင်းတော်ကြီးဒေသကစနွင်းကုန်းကျေးရွာမှာရှမ်းနီအမျိုးသားများတပ်မတော် SNA ပါဝင်တဲ့စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တို့မေလ14ရက်နေ့နဲ့15ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရဲအတော်ကြာငိန်တဲ့နေရာကနေစစ်ကောင်စီပူပေါင်းတပ်ကနှမမျိုးကနေစစ်ကြောင်းထိုးလာတဲ့အတွက်အခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာပါတိုက်ပွဲအတွင်းစစ်ကောင်စီပူပေါင်းတပ်ကတပ်ဖွဲ့ဝင်10ဦးထက်မနည်းတေဆုံးခဲ့ပြီးဒဏ်ရာရရှိခဲ့သူတွေများတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ DSMB4 Media အနေနဲ့အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုဟိုပင်မျိုးကစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူပေးခဲ့ပါတယ် လက်တလောတိုက်ပွဲဖြစ်ပွားခဲ့တဲ့စနင်းကုန်းကြီးရွာနဲ့အင်းတာကြီးရွာတွေဟာပြီးခဲ့တဲ့ဧပြီလကစပြီးစစ်ရေးတင်းမာနေတဲ့ကြီးရွာတွေဖြစ်ပါတယ်။စနင်းကုန်းကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပူးပေါင်းတပ်ဟာဖက်ကန်ဒေတာဘက်ကိုစစ်ကြောင်းထိုးဖို့အတွက်အခုလိုစစ်ရေးလှောက်ရှားလာတာဖြစ်နိုင်တယ်လို့စစ်ရေးတရင်းမြစ်တွေကတုံ့တက်နေကြပါတယ်။အလားတူဖက်ကန်မိဂျီနာလမ်းပိုင်းကနေဖက်ကန်ဒေတာကိုစစ်ကြောင်းထိုးလာတဲ့ထောင်ချီတဲ့စစ်ကောင်စီစစ်ကြောင်းဟာစစ်ရေးလှောက်ရှားလာတဲ့အတွက်မေလ17ရက်နေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဆိုင်းဖရာကြီးရွာမှာတပ်ဆွဲနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာစီးရေလှူရှားလာတဲ့အတွက်ဆိုင်းဖရာကြီးရွာအနီးကကောလီယန်ကြီးရွာဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြောက်ဆုံမှုအခြေအနေကိုတော့မသိရသေးပါဘူး။စစ်ကောင်စီစစ်ကြောင်းဟာဆိုင်းဖရာကြီးရွာကိုရောက်ရှိချိန်ရှေ့ဆက်စစ်ကြောင်းထိုးရတွေမရှိတော့ဘဲအတန်းကြာငြိမ်သက်နေရာကနေမေလ၃ရက်နေ့ကစီးရေလှူရှားလာတဲ့အတွက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီတပ်ဟာဖက်ကတ်အဝင်ဖြစ်တဲ့လယ်ပြင်ကျေးရွာကိုရောက်ရှိဖို့15မိုင်လောက်ပဲလိုတော့တယ်လို့လန်ခုလက်မှာ KIA ပူပေါင်းတပ်ထိန်းချုပ်ထားတဲ့နှံ့သိမ်းကျေးရွာရှိနေသေးတဲ့အတွက်ဖက်ကတ်လမ်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားမယ့်အခြေအနေရှိနေပါတယ်စစ်ကောင်စီတပ်ကသူတို့စစ်ကြောင်းထိုးခဲ့ရလမ်းတစ်လျှောက်မှာလေကြောင်းကနေလမ်းရှင်းပေးခဲ့ပြီးဖက်ကန်ကာမိုင်းလမ်းပိုင်းကခြေရော်တွေမှာပြန်လည်တပ်ဆွဲနေပြီလို့စစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါဗျာ စစ်ကောင်စီတပ်ဟာဧပြီလ23ရက်နေ့ကစတင်ပြီးဖက်ကန်ဒေတာကိုအင်ဒိုဂျီလမ်းပိုင်းနဲ့မစ်ဂျီနာဖက်ကန်လမ်းပိုင်းကသစင်အင်အားထောင်ချီတဲ့အစင်အားတွေနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းပူတာအိုခရိုင်နောင်မုံမြို့မှာပြီးခဲ့တဲ့ဧပြီလကပြုလုပ်ခဲ့တဲ့ပြည်သူ့စစ်တင်နန်းစင်းတွေကိုခေါလံဖူးဒေတာပဲပို့ပြီးစင်အားဖြည့်ဖို့ပြင်ဆင်နေတယ်လို့သတင်းတွေအရသိရပါတယ်။စစ်ကောင်စီလက်အောက်ခံခေါလံဖူးဌာနပြည်သူ့စစ်ကနောင်မုံမြို့ကဒေတာခံလူငယ်တရားကျော်ကိုစုဆောင်းခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလကပြည်သူ့စစ်တနန်းပြုလုပ်ခဲ့တာပါ။အဲ့ဒီတနန်းစစ်လူငယ်တရာကျော်ကိုခေါလံဖူးဒေတာနဲ့ထိဆက်နေပြီး KIA ပူးပေါင်းတပ်တွေတိုက်ပိုက်ထားတဲ့လန်ဆယ်ဒေတာဘက်ကိုပို့ဖို့စီစဉ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ပြည်ကလေးရဲ့တတဘက်ကဗမာမြို့တိုင်တိုက်ပွဲဟာဆိုရင်လဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေသလိုစစ်ကောင်စီတပ်ကလီချောင်းနဲ့ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ဗမာမြို့မှာအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စကခ ခလာရ49စေတက် ထောက်ပို့တက်တဲ့အင်ဂျင်နီယာတက်စားတဲ့နေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်စီတပ်ဟာပုံပုံမျိုးတွေကလူနေအိမ်တွေနဲ့အထက်မြင့်အဆောက်အုံတွေမှာနေရာယူပြီးခုခံတိုက်ခိုက်နေတယ်လို့မျိုးတွေကရက်ွက်တွေထမ်းမှာဒရုန်းတွေနဲ့မီးလောင်ပုံးတွေလိုက်လံကျဲချနေတယ်လို့သတင်းတွေအရသိရပါဗျ။ပြီးခဲ့တဲ့ရက်သက်တဘက်ကထိတ်တန့်တရင်တဘုတ်ကတော့ KNO ဩခရဟောင်းဖြစ်သူအသက်89နှစ်အရွယ်လက်ညော်ဆောင်ဟရာဟာ မေလ15ရက်နေ့မနက်ပိုင်းကလူကြီးယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်။လက်ညော်ဆောင်ဟရာဟာ1964ခုနှစ်မှာ KNOKIA မှာစတင်ဝင်ရောက်ခဲ့ပြီး2006ခုနှစ်ကနေ2018ခုနှစ်ထိ KNO အခွင့်အတာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်သက်သက်ဘက်ကတော့ဖက်ကန့်ဒေတာကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းနဲ့ KNA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အင်းတို့ဒီဒေတာမှာလည်းစစ်ကောင်စီနဲ့အဆက်နေပူးပေါင်းတပ်ဟာစီးရီလှုပ်ရှားလာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ။လာမယ့်အပတ်တွေမှာတော့ဖက်ကန်ဒေတာနဲ့အင်ဒိုဂျီဒေတာ CA ခြေနေဘလို့ဖြစ်လာနိုင်မလဲ။မော်မော်မြို့တိုင်းတိုက်ပွဲဟာဆိုရင်လည်းထူးခြားမှုတွေရှိလာနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါရယ်ခင်ဗျာ။